ဟေဒီတို့ရင်ဘတ်သူဒံရရအောင်လုပ်လိုက်ပြီသူညင်ပိုဆိုင်တန်းဆိုနေကြတေးသွားကိုညီးထွားလာပါတယ်ဟေဒီပြန်လန်းဆန်းသွားပြီချင်းချီကလည်းဟေဒီဘာကြောင့်သူ့ကိုယ်သူဒံရရအောင်လုပ်လိုက်တယ်လဲနားမလဲပါဘူးအဲ့ကျင်ဟေဒီဘက်ကနေစပြီထိုးစစ်စင်လာပြီချင်းချီလည်းလေးနဲ့မှုတ်ထုတ်ပြန်ပါတယ်ပြင်းရှင်တော့ချင်းချီရဲ့လေတွေကသွေးတွေကြောင့်ဟေဒီကိုဘောကိုတက်မရောက်နိုင်တော့ပါဘူးဒီလိုနဲ့ဟေဒီလည်းသူ့ရထိုးစစ်ကိုလွှဲချက်အနေနဲ့ပြောင်းပြီချင်းချီတိုက်ခိုက်လိုက်ချိန်မှာချင်းချီလည်းရှောင်ကြလိုက်ရပါတော့တယ်ဟေဒီအခုတော့ချင်းချီရဲ့လေမှုတ်တိုက်ခွက်ကိုဘယ်လိုရှောင်ကြရမလဲဆိုတာသိသွားပြီမလို့ချင်းချီကအခုသူ့အတွက်အန္တရာယ်မရှိနိုင်တော့ဘူးလို့ပြောလာပါတယ်အေမေကတော့ဟေဒီကအဲ့လူသားကိုနိုင်တော့မယ်ဆိုတာသိလိုက် တော့ဝါသနေပြီဟာမတ်ကတော့အဓိကအကြောင်းရင်းကဟေဒီရဲ့သွေးတွေကြောင့်ပဲလို့ပြောလာပါတယ်ဟေဒီရဲ့သွေးတွေကရိုးရိုးသွေးတွေမဟုတ်ပါဘူးဟေဒီတဲ့သူ့လမ်းပေါ်ကသွေးတွေကိုကြည့်ပြီးစူးစီးစေလို့အမေပေးလိုက်ချိန်မှာတော့သွေးတွေကလှန်တဲ့တသားလေးဖြစ်သွားပါပြီရှင်းရှင်းတဲ့ဟေဒီရဲ့ခြေထက်တွေကလှန်အောင်ပဲသူ့တကူလုံးတောက်လိုက်နေပြီပြတွေ့လိုက်ရပါတယ်ဟေဒီရဲ့လှန်ကတက်ရှိတကောင်လိုဖြစ်လာပြီးပုံစံတွေဆင်းလဲပြောင်းလဲနေတာပြင်တော့ဇူးလည်းဟေဒီရဲ့သွေးကနတ်ဖျားလက်နက်တွေကိုအသက်ဆွမ်းရင်ပေးနိုင်အောင်ရှင်းပြလာခဲ့ပါတယ်အေရစ်ကတော့ဟေဒီရဲ့ဒီလက်နက်နဲ့သာဆိုရင်အနာရပြီဆိုတာသိကြနေပြီမလို့ဝမ်းသာနေပါတော့တဲ့ရှင်းရှင်းတဲ့ဒီလက်နက်ကြီးကြောင့်သတိချက်နေရပြီဟေဒီကလည်းဒါသူ့ရဲ့ ောင်ဆုံးဝက်ပဲပဲလို့ပြောပြလာပါတယ်တဆက်တည်းမှာပဲချင်းချီစီတဲဝင်လာပြီချင်းချီလည်းဒီတိုက်ခွဲကိုခုခံဖို့အတွက်ကောင်းမွန်မှုလက်ကိုထုတ်သုံးလိုက်ပြီမယ်ဒီတခါတော့မရတော့ပါဘူးချင်းချီရဲ့လက်တစ်ဖက်လိုလှန်နဲ့ထိုးပေါက်ခံလိုက်ရပြီအားလုံးလည်းအံ့ဩသွားပါတော့တယ်ဟေးဒီနဲ့သူဟာသူညီငယ်တွေရဲ့အကိုကြီးမလို့ရှုံးလို့မရဘူးလို့ပြန်ပြောလာခဲ့ပါတယ်အေရီကဟေးဒီဟာသူတို့နဲ့ဗျားတွေအားကိုးရဆုံးမိခိုရဆုံးနဲ့ဗျားတော်ပါပဲလို့ပြောလာပါတယ်ဘာကြောင့်တလို့ပြောတာလဲဆိုရင်အကြောင်းရင်းရှိပါတယ်တခါတော့ကသူတို့ကောင်းငယ်ဘုံကိုဘလူးတွေကလာကျူးကျော်ပူပါတယ်အဲအချိန်တုန်းကသူဟာသူ့အဖေနဲ့စကြဝဠာပြိုင်ပွဲမှာပြိုင်ပြီးအနာရခဲ့တာမလို့ကောင်းငယ်ဘုံအုပ်ချုပ်သူအဖေတက်ခါစားအချိန်မှာဒါရ ေမဲ့ကဘာဥစကလေးကတရှိခဲ့တဲ့နတ်ဗျာမခိုင်ရကဒီရလက်ကိုမချိန်တတ်တာကြောင့်သူမမှာရှိသမျှအကုန်လုံးနဲ့မိကုံရန်ကိုတိုက်ပွဲဆင်နွှဲပါတော့တဲ့အဲ့တိုက်ပွဲမှာဂရိနတ်ဗျာတွေဘက်ကတနက်တလောတံမြတ်တိုက်ခိုက်ခဲ့ပေမဲ့ဘလူးတွေရဲ့အင်အားကိုအနိုင်မရခဲ့ပါဘူးဒါကြောင့်ဇူရဲသူ့အကိုတွေနဲ့အစည်းဝဲထိုင်လိုက်ရပြီဒီတိုက်ပွဲမှာသူကိုယ်တိုင်သွားပြီးတိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူကိုယ်လည်းလှုပ်ရှားမလို့ရတာကြာပြီမလို့ဒီတိုက်ပွဲမှာသွားလို့ရမယ်ဆိုပြီးထထွက်သွားပါပြီဒလုံနဲ့ကြံခဲ့တဲ့နတ်ဗျာတွေလည်းတယောက်ပြီးတယောက်ပြန်ကုန်ကြချင်ဟေဒီရဲ့လက်အောက်ငယ်သားတယောက်ကကောင်းကင်ဘုံအချင်းတော်ကိုလည်းဘလူးတွေကြိုးကြော်လာပြီးတော့ဟေဒီကိုအသိပေးလာပြီးဟေဒီလည်းသူ့တယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ပိုဆိုင်ဒန်ကတော့ဘာဖြစ်လို့လဲ ယ်လို့မေးလာပေမဲ့ဟေဒီကမပြောပြသွားပဲသူ့ဘာသူထွက်သွားပါတော့တဲ့။ကောင်းဝင်းမော်အချင်းထောင်ထဲမှာဖန်ထားတဲ့သူတွေအားလုံးကစားသေးတဲ့သူတွေမဟုတ်တာကြောင့်အခုတော့ကျိုးကျော်လာတဲ့ဘလူးတွေကိုထောင်ထဲကအချင်းသားတွေကိုပါတိုက်ခိုက်ရပါတော့မယ်။ဒီလိုနဲ့အချင်းတစ်ခုအကြာမှာတော့ဇူရိုအဖွဲ့တွေကျိုးကျော်လာတဲ့ရန်သူတွေကိုတိုက်နိုင်သွားပြီဖြစ်ပြီးပိုးဆိုင်တန်းကတော့ဟေဒီကတယောက်တည်းအချင်းထောင်မှာသွားချနေတယ်လို့သိလိုက်ရတာကြောင့်သူ့ကိုယ်စီအပြည့်တည်းသွားပါတဲ့။သူရောက်သွားချိန်မှာဟေဒီကရန်သူတွေအကုန်လုံးကိုရှင်းပြသွားပြီဖြစ်ပြီးပင်မန်းတို့လှမ်းနေပါတယ်။ပိုးဆိုင်တန်းလည်းသူ့ကိုယ်စီလက်ခံပေးလိုက်ပြီးအကိုကြီးတို့ခေါ်လိုက်ချိန်မှာတော့ဟေဒီလည်းသူ့ညီကသူ့ကိုအကိုကြီးတို့ပထမဆုံးအချိန်မြေခေါ်လာတာကြောင့်ဝမ်းသာသွားပါတော့တဲ့။သူကညီတွေအားလုံးက ဲအကိုကြီးအနေနဲ့ဘယ်တော့မှမရှုံးစေရဘူးလို့ပိုဆိုင်တန်ကိုပြောလာပါတယ်။အဒမန်အသက်ရှင်နေတာကိုပိုဆိုင်တန်ကိုယ်တိုင်အပါပဲဟေဒီဇူးနဲ့ဟာမန်တို့ဘယ်လိစဘတ်တို့သိကြပါရဲ။အဒမန်ကတော့သူ့ကိုယ်တိုင်လူလုံးပြလာပြီးဒီဘဲမှာသူ့ရကိုဟေဒီကိုလာအားပေးတာပါ။ဟေဒီကအကိုကြီးပြီးသားတဲ့အကိုကြီးတယောက်မလို့သူမရှုံးစေရဘူးဆိုတဲ့စကားကိုဘယ်တော့မှဖော်ပြမှာမဟုတ်ဘူးလို့အဒမန်ပြောလာပါရဲ။ ချင်းရှီရဲ့နဖျားလက်နက်ကိုဟေဒီကဖျက်ဆီးလိုက်ပြီမလို့နဖျားဘက်ကလူတွေကတော့ဝမ်းသာအားရဖြစ်နေကြပါတယ်ဟေဒီရဲ့ဝက်ဘက်ကဒလောက်အစွမ်းထက်နေလိမ့်မယ်လို့ဘယ်သူမှထင်မှားခဲ့ကြတာကြောင့်အခုတော့ဟေဒီဘက်ကအနိုင်ရချေပိုများတော့ပါပြီအေရီကတော့အပျော်လုံးမင်းငုံနေပြီမလို့သူ့ဘေးကအရမက်ကထားဆဲလာပါတော့တယ်သူတို့ဘက်ကတက်ကြွနေကြပြီမယ်တဖက်ကဂူကတော့ထိုင်ရချသွားတဲ့သူမအမတော်ကိုစိုးရိမ်နေပါတယ်ဒီလိုတိုက်ပွဲမှာပါဝင်ပြီးဆိုကြတဲ့ကအနေနဲ့အများတော့ထိခိုက်မှုရှိကြတာမလို့အယ်လီဗီတာလည်းဒီလောက်ကတော့ခဏရင်ရှိနေပါသေးတယ်သူမကိုယ်တိုင်ကချင်းချီကိုစိုးရိမ်နေတာဖြစ်ပြီးချင်းချီကလည်းသူတို့ဘာနာကျင်မှုနဲ့ရှိရင်သူ့နာကျင်မှုကမပြောလောက်တဲ့သူပါသူတို့ရဲ့တိုက်ပွဲကိုစတိုက်ဖို့အာရုံ ောင်းဆိုင်ထားကြပြီးပွဲကြည့်နေကြတဲ့ခိုကြီးတို့အဖွဲ့ကတော့ချီချီကမရတော့ဘူးလို့ပြောလာကြပါတယ်အခုဆိုချီချီကလေးနဲ့မဟုတ်ပြမတိုက်နိုင်တော့သူတို့ပခုံကတန်ရကြအောင်ကောင်းကင်ဘုံကောက်ဝဲချင်းလက်ကိုလည်းထုံထုံလို့မရတော့ပါဘူးဟေးဒီလည်းသူ့ရဲ့နံပြားလက်နဲ့ကိုခဏရင်ရှိနေတဲ့အပြင်သူ့ရဲ့ဝက်ဖဲကိုပါထုံထုံအောင်လုံနိုင်တဲ့အတွက်ဂုံယူလိုက်ပါလို့ချီချီကိုပြောလာပြီးဒီဘွဲကသူ့အနိုင်ဆိုတေးချာနေခဲ့ပါပြီဒါပေမဲ့ချီချီကလည်းလွယ်လွယ်နဲ့အရှုံးမပေးတဲ့သူပါပဲဒါကြောင့်နောက်တစ်ခါထိတ်တရင်ဆိုင်တဲ့အချီကြရင်သူတို့မှရှိသမျှအကုန်လုံးထုံထုံကြမယ်လို့အယ်လီဗီတာကိုပြောလိုက်ပါတယ်အယ်လီဗီတာလည်းဝမ်းနဲ့သွားပြင်မယ်ချီချီကနိုင်ရချင်တယ်လို့ပြောလာတာမလို့သူမလည်းသူ့စံနာကိုဖြည့်ပေးဖို့ဆုံးပြလိုက်ပါပြီသူမမှရှိ ီးသမားဆွမ်းအားအကုန်လုံးကိုချင်းချင်းတင်အနဲ့လိုက်ပြီးချင်းချင်းရညာဘက်လက်မှာဒါတချောင်းအောင်တွေပေါ်လာပါတော့တယ်အကောင်တော်ခုခံချင်းကပြန်လည်တိုက်ခိုက်ခြင်းပဲမလို့ဟေဒီနဲ့ချီချီတို့ရဲ့သူသေးကိုသေးနောက်ဆုံးအချိန်ပဲဆိုတာလူတိုင်းသိလိုက်ကြပါတယ်ချင်းချင်းကတဘာသူရဲ့နာကျင်မှုကိုတီးတဲ့သူမလို့တိုင်းပြည်နဲ့ပြည်သူတွေပေါ်နားလည်တဲ့မင်းကောင်းမင်းမြတ်ဖြစ်သူတို့ဟေဒီကလည်းကောင်းငင်ဘိုးရဲ့ကုန်းဆောင်မြောက်ကဘာရဲ့ဘေးမှာပဲနှစ်ယောက်စလုံးကအဆုံးသတ်နေပြီဆိုတာသိလိုက်ရပြီတတို့နှစ်ယောက်ထိတိုက်တွေ့ကြချိန်မှာတော့ဒါနဲ့လန်ထိတိုက်မိသွားကြပြီချင်းချင်းရဲ့ဒါကချော်ထတော့ပါတော့တယ်ဟေဒီရဲ့လန်ကလည်းချင်းချင်းရဲ့ဘဘက်လက်ကိုရောက်သွားပြီအဲ့ခဏမှာပဲချင်းချင်းလွှဲထွက်သွားရလို့သူရဲ့ဘဘက်လက်လည်းပြတ်ထွက်သွားပါပြီချင်းချင်းရဲ့ခုံအားပြင်းနဲ့တိုက်ချက် က်ကဟေးဒီစုကိုတော့မရောက်သွားတာမလို့ချင်းချီတော့သွားပြီမယ်လူတိုင်းသိလိုက်ကြပြီအဲ့ဒီဗီတာနဲ့သူမတို့တိုက်ွက်ကအသုံးမဝင်နိုင်ဘူးပဲလို့ပြောလာပါတယ်ဒါပေမဲ့ချင်းချီရဲ့မျက်လုံးတွေကတော့အနာပါဆုံးချက်ကိုတွေ့လိုက်ရတော့အယံကိုပြောနေပြီအားရရဲ့ပြင်းနဲ့ပြန်ထလာပါတော့တယ်ဘယင်းဆိုတော့မငင်းညူသူတို့ဘယင်းဆိုတော့အမိကိုကင်းတဲ့သူဖြစ်တဲ့အပြင်ဘယင်းဆိုတော့ဘယ်တော့မှရှုံးမပေးပါဘူးချင်းချီရဲ့ပြန်ထလာမှုကတရုတ်ပြည်သူပြည်သားတွေကိုအားတက်သွားစေပြီးသူတို့ဘယင်းကိုအခြေကျအားပေးကြပါတော့တယ်ချင်းချီမှာဘယ်ဘက်လဲမရှိတော့တဲ့အပြင်တေဂါနီရဲ့အထိဖြစ်သွားပြီမယ်အခုဒီမတ်တက်ရနိုင်နေသေးလားသူရဲ့စိတ်ကြောင့်ပါပဲခေါ်ချီတို့တော့တော့ရောက်တယ်ကတယောက်ကတော့ချင်းချီသွားပြီးလို့သိလိုက်ရပြီခက်ခဲတဲ့ကောင်လေးကတော့ချင်းချီရဲ့မျိုးလုံးတွေ ကအရှုံးမပေးသေးဘူးလို့ပြောလာပါတယ်။အလီဗီတာလည်းချင်းချင်းဘာဆက်လို့မှလည်းလို့မေးလာပြီ။ချင်းချင်းကတော့ကောင်းရင်မို့ခုခံခြင်းလက်ကိုထပ်သုံးသွားအောင်ပါပါ။အလီဗီတာလည်းချင်းချင်းသုံးလို့မရတော့ဘူးလို့ထင်ထားပေမဲ့ချင်းချင်းကသူ့ကိုယုံကြည်ပေးဖို့ပြောလာပြီ။အလီဗီတာလည်းဒီပွဲကိုပြောပြောကြီးတိုက်ပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။ဟေဒီလည်းချင်းချင်းနဲ့တိုက်ခိုက်ရတာဂုံယူပါတယ်လို့ပြောလာပြီ။ဟေဒီဘက်ကအရင်ထိုးစစ်ဆင်လာပါတယ်။ဒီတိုက်ချက်ဟာသူတို့နှစ်ယောက်ရဲ့နောက်ဆုံးတိုက်ချက်မဲ့အသေးချာသွားပြီမလို့အားလုံးကအသေးချာစောင့်ကြည့်နေခဲ့ကြပါတယ်။အဲအချိန်မှာသူတို့နှစ်ယောက်ထိတိုက်တွေ့သွားကြပြီ။ချင်းချင်းရဲ့ဓာတ်တွေကဟေဒီရဲ့နှံထိန်နဲ့တွားတိုက်ပါတော့တယ်။ဒီပုံတိုင်းသာဆိုရင်ချင်းချင်းအတွက်မလွယ်ဘူးလို့အားလုံးတွေးထားကြပါပဲ။ချင်းချင်းကအဲ့ခဏမှာလ ေးပေါက်ထုတ်လာပြီးသူ့လေကြောင့်ဟေဒီယက်လန်ဟာအာနေသွားပါတော့တဲ့အခဏမှပဲချင်းချီရက်ဓာကလန်ကိုထိုးပေါက်လာပြီးဟေဒီယက်လန်ကလည်းအခဏမှနဲ့စတင်ပြက်စီးလာပါတယ်အားလုံးရဲ့အကြည့်တွေအောက်မှာပဲချင်းချီကဟေဒီယက်လန်ကိုဖျက်ဆီးလိုက်ပြီးဟေဒီအနာရောက်သွားချိန်မှာတော့ရင်ဘက်ကိုဓာနဲ့ထိုးဆိုင်ပြစ်လိုက်ပါပြီဟေဒီလည်းဘယင်တယောက်စီကမျောမှန်းထားသလိုပါပဲလားလို့ပြောလာပြီးချင်းချီနဲ့ဓာနဲ့ဖိုင်ဖျက်ပြစ်လိုက်ပါတယ်ဟေဒီသူ့ညီတွေကိုပေးထားတဲ့ဂရီကိုမတီးနိုင်တော့လို့တောင်းပန်သွားခဲ့ပြီးပြာမုတ်တွေအဖြစ်ကျွေးလွန်သွားခဲ့ပါပြီချင်းချီနဲ့ဟေဒီကိုသူ့တငယ်ချင်းအဖြစ်သတ်မှတ်လိုက်ပြီးဒီပွဲမှာချင်းချီကအနာရောက်သွားခဲ့ပါတယ်အနီမီကြီးကျင်တဲ့ညီကိုတွေအတွက်ကိုက enemy 700 777 Eleven ကို Telegram မှာရိုက်ချပြီး join ပြီးအားပေးနိုင်ပါတယ်ဗျ။နောက်ပိုင်းအတူတူပြန်လာခဲ့ပါမယ်။ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။